မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်ကန်ထွန်းပသိမ်ရေးသားသောကြောက်ဘလူးစောင့်သောဖရာကုန်းတိုင်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းချမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်ကျွန်တို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်နိုင်ငံတစ်ခုဖြစ်ပါသည် တို့ဖြစ်သည့်အားလျော်စွာမြန်မာလူမျိုးများမှရှစ်နှစ်ပေါင်းများစွာမှစ၍ဇီဒီဖျားများကိုတနိုင်ငံလုံးရှိ နေရာဒေသအသီးသီးတွင်တည်ထားကိုယ်ဝယ်ခဲ့ကြပါသည်ထို့ထဲတွင်ပကံဒေသမှဇီဒီဖျားပေါများသောဒေသဖြစ် သမိုင်းတွင်ထင်ရှားခဲ့ပါသည် ဤသို့ဒေသအသီးသီးတွင်တည်ထားကိုးကွယ်ခဲ့ကြသောဇီဒီဖျားများအနက် အချို့တို့မှာကာလကြာမြင့်သောအခါအိုမင်းဟောင်းနှံ၍ပြိုပြက်ကုန်ကြပါသည်အချို့မှာပြန်လည်မုန်းမံပြင်းစင်မှုမရှိသဖြင့်ဇီဒီအုပ်သားများကွဲပြောက်၍ဖျားကုန်းအရာလေးများများသာမထင်မရှားကျင်ရက်သောနေရာပေါင်းများစွာရှိပါသည်ဇီဒီဖျားများပြိုပြက်ကုန်သောလည်းရင်းဇီဒီဖျားများတည်ထားကိုးကွယ်မှုနှင့်အချို့အကြောင်းသက်ဆိုင်သည့်မမြင်အပ်သောအဆောက်အအုံပုံကူများမှမူဖျားကုန်းအတော်များများတွင်ရှိနေတတ်ပါသည်ထို့သို့ဖျားကုန်းမြင် များအဆောက်အအုံရှိနေခြင်းနဲ့ပတ်သက်၍ကြုံတွေ့သိရှိမှုသောပုံကူများလည်းကျွန်တော်တို့နိုင်ငံ၏နေရာဒေသအသီးသီးတွင်ရှိနေကြပါလိမ့်မည်။ကျွန်ုပ်မှလည်းထူးဆန်းသောဖျားကုန်းပြက်ရာတစ်ခုအကြောင်းကိုကိုယ်တိုင်ကြုံတွေ့သိရှိခဲ့ရဘူးပါသည်။ကျွန်တို့မိသားစု၏ဘဝတသက်သာအတွက်အလွန်တရာမှထူးဆန်းစံကျဲသောအတွေ့အကြုံဖြစ်ရတစ်ခုပင် ဖြစ်ပါသည်။စာဖတ်သူပရိသတ်များလည်းကျွန်တို့မိသားစုနည်းတို့ဘုဟုတုဒ္ဒဖြင့်သိရှိခံစားမှတ်သားနိုင်ကြစေရန် ထူးဆန်းသည့်ကြောက်ဘလူးစောင့်သောဖရာကုန်းတိုက်ချောင်းကိုရေးသားဖော်ပြလိုက်ရပါသည်။ ကျွန်တော်ငယ်စဉ်ခုနှစ်နှစ်သားရွယ်1348ခုနှစ်လောက်ကကျွန်တို့မိသားစုကိုရင်ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်တစ်ခုဖြစ်ပါသည်ကျွန်တို့မိသားစုမှာကျွန်ုပ်၏ဖခင်ဖြစ်သူဦးတန်ဝင်းမိခင်ဖြစ်သူတော်အောင်ကြည်ခဲကျွန်ုပ်၏အမကြီးဖြစ်သူနဲ့ကျွန်ုပ်အပါဝင် မိသားစုဝင်၄ဦးရှိပါသည်ကျွန်တို့မိသားစုမှာပထမတွင်အေရီတိုင်းဒေသကြီးကံကြီးတော်မြို့နယ်ရှိထိန်တပင်ကျေးရွာတွင်နေထိုင်ခဲ့ပါသည်ဤသို့နေထိုင်လာရင်1348ခုနှစ်လောက်တွင် အကြောက်အမျိုးမျိုးကြောင့်ကျေးရွာပြောင်းရွှေ့နေထိုင်ခဲ့ပါသည် ကျွန်ုပ်၏ဖခင်မှာအေယာဝတီတိုင်းဒေသကြီးကံကြီးရောင်မြို့နယ်ရှိရှော်ကုန်းကျေးရွာနှင့်တပြေကင်းကျေးရွာတို့ကြားရှိအေကပေါင်းများစွာကျေပြန့်သောလယ်မြေများထဲမှလယ်မြေအေက20ကိုလယ်သမားကြီးတဦးထံမှဝယ်ယူပြီးပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ပါသည် ကျွန်တို့တို့ဝယ်ထားသောလေခွင်းဤအရှိမြောက်ဖက်ရက်တွင်ဝါကြံကြီးတစ်ချမ်းရှိပါသည်တောင်ဘက်ရက်တွင်ချောင်းသေးသေးလေးတစ်ချောင်းရှိပါသည်ချောင်းပေါ်၍ထွက်လာသောမြေများကိုဖူထားသောချောင်းကနာပေါင်ပေါ်တွင်စိတ်ဆူရှည်လျသောငပြောတို့ကြီးတတော်လည်းရှိပါသည်လေခွင်းဤအရှိဘက်တက်တဲ့တွင်ရှော်ကုန်းကြီးရွာဖြစ်၍အနောက်ရက်တက်တဲ့တွင်တပြေကွင်းကြီးရွာဖြစ်ပါသည် ျွန်ုပ်တို့ဝယ်ယူထားသောအေက20လဲခွင့်ဤအလဲတက်တဲ့နှီးပါလောက်တွင်ပတ်လဲပေ300လောက်ကျဲသောလဲမြေမဟုတ်သည့်ခုံးမြေတစ်ခုရှိပါသည်ရင်းခုံးမြေမှာကျန်သောလဲမြေသားများထက်ပို၍မြင့်သောပုံတရံရှိပါသည်ထို့သောပတ်လဲပေ300လောက်ကျဲသောခုံးမြေ၏အနောက်ဘက်ခြမ်းတစ်ဝက်မှာညညာပြန့်ပြူ၍တစ်ပင်ဝါပင်များမရှိသဖြင့်အိမ်ဆောက်ရနိုင်သောအနေအထားရှိပါသည်ထို့ခုံးမြေ၏အရှိတ်ခြမ်းတစ်ဝက်မှာမူကျန်နေရာများထက်အမြင့်ဆုံးဖြစ်၍ဂုံးကမှုပေါ်တွင်ကုတ်ကိုပင်ကြီးတစ်ပင် မနီဩကပင်ကြီးတပင်စေယိုပင်ဦးကြီးကတပင်နဲ့ဝါပင်ပိပင်နွယ်ပင်များပေါက်ရောက်နေသဖြင့်ထိုကုန်းမြေနေရာမှာခြုံနယ်များဖြင့်ရှုပ်ထွေးနေပါသည်ဂုံးကမူထိတ်ပေါ်တဲ့တဲ့တွင်မူအုတ်နီကဲဟောင်းအပိုင်းစာများကိုတွေ့ရပါသည်ထိုပေပက်လည်း300ခန့်ရှိသောဂုံးရည်ပြန့်ပြူးညင်ညာသောအပိုင်းတွင်ကျွန်ုပ်တို့မိသားစုအိမ်ဆောက်ရေးနေထိုင်ခဲ့ခြင်းဖြစ်ပါသည် ်ထို့သူနေထိုင်လာရာ3လခန့်အကြာတွင်ညတညဤတနာရီအချိန်လောက်တွင်ဖြစ်ပါသည်ကျွန်ုပ်၏ဖခင်မှာအိမ်ပြင်ဘက်တွင်ရေနံစီမိခွက်ထုံညီ၍ပကံစင်တစ်ခုပြုလုပ်နေခဲ့ပါသည်ထို့အချိန်တွင်ကျွန်ုပ်၏ဖခင်မှာကြောက်မွက်ဖွယ်ကောင်းသောဝူးအတံမီကြီးကိုအဆက်မပြတ်ကြားခဲ့ရပါတော့သည်ထိုအတံမှာလေမုန်တိုင်းတိုက်ခတ်ကံဤထွက်ပေါ်လာသောလေဟီတံကြီးနှင့်ဆင်လူ၍ကြောက်လန့်ဖွယ်ကောင်းလာပါသည်ကျွန်ုပ်ဖခင်မှာတစေ၆ခံရသည်ဟုထင်မှတ်သွားပါသည် ထို့နောက်ကျွန်ုပ်ဖခင်မအိမ်ထဲသို့ပြန်ဝင်လာ၍ဓမီနှင့်ငှက်ကြီးတောင်ဓာတ်တလက်ကိုယူကအိမ်ပြင်ဘက်သို့ပြန်ထွက်သွားပြီးကြောက်မက်ဖွယ်ကောင်းသောအတန်ကြီးလာရဘက်သို့နားဆွင့်၍အကဲခတ်နေခဲ့ပါသည် ကျွန်ုပ်ဤဖခင်မှာမိမိတသက်သာတွင်မကြားစဘူးသောအတန်မျိုးဖြစ်၍အဝေးမှလာသလိုအနီးမှလာသလိုခွဲခြား၍မရနိုင်ပဲဖြစ်နေခဲ့ပါသည်လက်ထဲတွင်ဓမီပါတော်လည်းဘေးပံဝင်ကျင်ကိုထိုးမကြည့်သေးပဲမြည်သည့်အတန်လောတိလိုသောဖြင့်ခီတန်ကြီးလာရာအရက်ကိုသာတဲကြီးမဲကြီးနားဆွေ၍ခံမှန်းနေပါသည်တို့ဖြင့်ကျွန်ုပ်ဖခင်မှာအတန်ကိုနားဆွေ၍ခဏကြာတွင်မိမိခြေထောက်ယက်နေသော အောက်ဖက်သို့မျက်နှာလွှဲလိုက်ရာခြေထောက်နားတွင်အဖြူရောင်ခက်ရည်ရည်ကိုမထင်မရှားမြင်လိုက်ရပါသည် တို့ဖြစ်၍ဓမီဖြင့်ထိုးကြည့်လိုက်ရာဒေါသထွက်၍ကုတ်ဖက်နပန်းတက်မိဟန်ပြုနေသောကြောင်ကလေးကိုတွေ့မြင်ရပါသည်ထိုကြောင်ကလေးမှာကျွန်ုပ်တို့မွေးထားသောဖြူဝါရောင်ဆက်သောကြောင်ကြားကလေးဖြစ်ပါသည်မန်ဖီနေသောကြောင်ကလေး၏ရှေ့တက်တဲ့ပဝင်းကျင်ကိုဓမီဖြင့်ထိုးကြည့်လိုက်သောအခါခေါင်းထောင်ကမန်ဖီအော်နေသောမွေးကြီးတစ်ကောင်ကိုမြင်တွေ့လိုက်ရပါတော့သည်ကျွန်ုပ်၏ဖခင်မှာအလွန်တရာမှကြောက်လန့်တုန်လှုပ်သွားပါသည်မွေးကြီးမှာကြောင်ကလေးနှင့်နှစ်ပေခန့်အကွာလောက်တွင်သာရှိနေခြင်းဖြစ်ပါသည်အကယ်၍ကျွန်ုပ်ဖခင်မှာဓမီမထိုးဘဲ ရှေ့သို့အနှဲငယ်ဆက်သွားမိကြလျင် မတွေးဝင်စရာပင်ဖြစ်ပါသည်။မွေးကြီးမှာဓမီအလေးရောင်ကိုမြင်၍ခဏကြာသောအခါကြောက်မက်ဖွယ်အတန်ကြီးမှာတိတ်သွားပါတော့သည်။အော်စရာပင်ဖြစ်ပါသည်စိုးစောကကြားခဲ့သောကြောက်မက်ဖွယ်အတန်ကြီးမှာအဆိုပါမွေးကြီးကြောင်ကလေးကိုစိတ်ဆိုးမှန်ဖြစ်၍អော်နေခြင်းသာဖြစ်ပါသည် အဖေမှာတမိကိုကျွန်ုပ်အားကင်ထားစေ၍ငွေကြီးကိုထိုးပြစေပါသည် ထို့နောက်အိမ်ဝင်အဝနာရှိထီယိုဝစစ်ပိတ်ဖြင့်ပြုလုပ်ထားသော တုပ်ကိုယူ၍ငွေကြီးနှစ်ထင်တက်တဲ့အားချိန်၍ရိုက်ချလိုက်ပါတော့သည်တေချာစွာထိမှန်သွားသဖြင့်ငွေကြီးမှာအနှဲငယ်စောင်းလွင်သွား၍လူးလိမ်နေပါသည်အဖေမှာရှေ့သို့တိုးသွား၍ငွေကြီး၏ဥကောင်းပိုင်းကိုလင်းငါချက်ဆင်းရိုက်လိုက်ပါသည် ငွေကြီးမှာဥကောင်းတစ်ခုလုံးအရိုက်ခံရသဖြင့်ခဏမျှတာလှုပ်ရှားနိုင်၍ငြိမ်သက်သွားပါတော့သည်။ညအချိန်မတော်ဖြစ်သည်ဖြင့်ကျွန်ုပ်တို့သားဖာမှာငွေကြီးအနားကိုတွား၍မကက်ကြည့်တော့ဘဲသေပြီအထင်းဖြင့်ထားခဲ့၍ရေမှုချိုး၏ပြန်အိပ်ပါတော့သည်။မနက်မိုးလင်းသောအခါမွေးကြီးကိုတွက်ကြည့်ရာတည်၍တောက်နေပါသည် တူတူတုတ်တုတ်နှင့်မျိုးပုတ်ရောင်ကွက်များထနေသောမွေးဝေးကြီးတစ်ကောင်ဖြစ်ပါသည် ပါဇက်ကိုဒုံးနဲ့ထိုး၍ဖျက်ကြည့်ရာချို့မြိုက်ကွေးညွတ်၍နှစ်ချောင်းပူးစီဖြစ်နေသောအစွဲနှစ်စုံကိုကြောက်မက်ဖွယ်မြင်တွေ့ရပါသည်ထိုအစွဲမျိုးဖြင့်သာအကိုက်ခံလိုက်ရလျင်လွယ်မီမထဲမှာကျွန်ုပ်၏ဖခင်မှာမွေးကြီးဥကောင်းကိုဖျက်၍မြေမြုပ်ဖြစ်လိုက်ပါသည် ျန်ရှိသောကိုလုံးမိုင်းကိုချိန်ခွေးဖြင့်ချိန်ကြည့်ရာနှစ်ပိတ်သာ60ကျပ်သားရှိပါသည်။မွေကြီးကိုလုံးမိုင်းကိုအနီးပတ်ဝန်းကျင်ရှိလေဘင်းကေစာယောဂရှိသူကသူ့အတွက်ဆေးဘက်ဝင်သည်ဟုပြောသဖြင့်ပေးပြလိုက်ပါသည်။ပဝန်းကျင်အင်းကြီးနာချင်းမိတ်ဆွေများကကျွန်ုပ်ဖခင်ညဘက်ကကြားခဲ့ရသောလေဘင်းတိုက်ခတ်တန်းနဲ့ဆင်တူသောအော်တန်ကြီးမှာအမှန်တကယ်ပင်ရင်းမွေဝေးကြီးမန်ဖူ၏အော်သောအတန်ဖြစ်ကြောင်းကိုတွင်နေရှင်၍ပြောပြကြပါသည်။ထို့ပြင်မွေဝေးများမှာထိုကဲ့သို့အော်တန်ပေးဟုထုံးစံတိတ်မရှိကြောင်းထူးဆန်းသည်မှာရင်းမွေဝေးတို့၏မန်ဖူ၏ ေအော်တော့အတန်မှာအလွန်ကြဲလောင်ရတော့လေလူတိုင်းကြားကြရလိမ့်မရှိပဲလူတူဦးနဲ့နှစ်ဦးသာကွက်၍ကြားရတဲ့အကြောင်း ကိုရိတ်ကြုံမှုသူများကပြောပြကြပါသည်။မွေးပွေးကြီးမှာရိုးရိုးမွေလားအဆောက်မွေလားမပြောတတ်ပါ။အန်ဒရယ်ပေးနိုင်သောတရဝဖြစ်သည့်ဖြင့်ကျွန်ုပ်ဖခင်ကအသေးသက်ပြစ်လိုက်ပါသည်။မွေးကြီးကိုတက်ပြစ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍လည်းဘာမှထူးထူးခြားခြားမကြုံတွေ့ရပါချေ။ထို့ကြောင့်နှစ်ချောင်းဘူးအစွဲနှစုံပါသောမွေးပွေးကြီးမှာရိုးရိုးမွေသာဖြစ်နိုင်ပါသည်။ထို့ဖြင့်မွေးကြီးမန်ဖီတန်ကြားပြီးနောက်မေးလောက်ပြောက်လောက်ရှိသည့်ချိန်6လခန့်ကြာတွင်ကျွန်ုပ်ကိုယ်တိုင်ထူးခြားမှုတစ်ခုကိုကြုံရပါတော့သည်။ကျွန်ုပ်၏ဖခင်မှာအိမ်ကောင်းရင်ဘက်ရှိဖျားကုန်းဟုထင်ရသောဂုံက gồng ခြုံနှဲများခုထွင်ရှင်းလင်းထားသဖြင့်ဖျားကုန်းပတ်ဝန်းကျင်မှာတန့်ရှင်းတည့်ရနေပါသည်ကျွန်တို့မောင်နှမနှစ်ယောက်မှာခလေးဘဝရွယ်သာရှိသေးသဖြင့်ယင်ဖျားကုန်းဘော်တွင်တွားရောက်ဆော့ကစားလေးရှိပါသည်တနေ့တွင်ကျွန်တို့ဆော့ကစားရင်းစေယိုးဘေကြီးအောက်တွင်အမှတ်တမဲ့ အပေါ်သွားမိခဲ့ပါသည်ထို့ကဲ့သို့အပေါ်သွားခဲ့သည့်နေ့ညတွင်အေယာဝင်ည7:00နာရီခန့်ရောက်သောအခါကျွန်တို့၏ခန္ဓာကိုယ်တစ်ခုလုံးရရန်လာပြီးအဖုပိန်ကြီးများထွက်လာပါသည် အလွန်ထူးဆန်းသည်မှာရရန်လုံးသဖြင့်ကိုကိုကိုပြန်ကြည့်၍ကုတ်မြပြုလင်းမျက်စိထဲတွင်ဘာမှမမြင်ရတော့ဘဲခ ခြေလက်များမှာလည်းအရာပြေရန်ကုတ်ဖို့မဆိုတာဖြင့်တုတ်တုတ်ပင်လှုပ်ရမရတော့ပါထို့ပြင်ပါဇက်မှာလည်းစကားပြောရန်ဟာရမရတော့ပါတို့ဖြင့်ကျွန်ုပ်ဤသို့ခန်းစားရသည်ကိုအိပ်ပျော်နေသောအဖေနှင့်အမေတို့ပင်မသိလိုက်ပါ ထို့သောပြင်းထန်စွာရရန်သောဒဏ်ကိုတညတာလုံးခံစားလိုက်ရပြီးမနက်မိုးလင်းကနေကြမှသာတတိယ၍လှုပ်ရှား၍ရလာပါတော့သည်ရရန်မှုမရှိတော့တော့လဲညဘက်ကရရန်ထားသောဌာန်ကြောင့်စီးသည့်အရွယ်ခန့်အဖူပိန်ကြီးများမှာမိုးလင်းချိန်ထိရှိနေပါသေးသည် ကျွန်ုပ်မှာအဖေနှင့်အမေတို့ကိုအကျိုးအကြောင်းပြောပြလိုက်ရာကျွန်ုပ်ဖခင်ကဖရာကုံစေယိုးပင်အိုကြီးရှိအဆောက်အအုံများက ဖန်ဆာဒဏ်ခတ်သည်ဟုယူဆပါသည် ထို့ကြောင့်အမွှေးနသာရေးများစီမံ၍အောင်သပြေခတ်ပင်စေယိုးပင်ကြီးကိုဖြန့်ပတ်၍ခွစ်လွတ်ပေးပါရန်တောင်းပန်စကားဆိုပါသည်ပြီးမှအိမ်ပေါ်သို့ပြန်လာပြီးစံလက်သုံးစုပ်ခန့်ကိုယူ၍ ဖျားကုံးပတ်ပလဲကိုတပတ်ပတ်မီအောင်စံများကျက်ပရင် တောင်းမစကားထပ်ဆိုပါသည် ထို့သူပတ်၍ပူသောစံတချို့ကိုပါဇက်တွင်ထည့်၍ညံ့အောင်ဝါပြီးဆရာပုဂ္ဂိုလ်များကိုအဋ္ဌိဒံပြုတောင်းပန်၍ကျွန်ုပ်တကူလုံးကိုလူပေးပါသည်ထို့သူလူပြီး၍နှစ်နာရီခန့်ကြာသောအခါကျွန်ုပ်ကိုယ်ပေါ်ရှိအဖုပိတ်ကြီးများမှထူးခြားစွာတက်တာပြောက်ကင်းသွားပါတော့သည်ထို့အဖြစ်ပြက်ကိုထောက်၍ကျွန်ုပ်တို့မိသားစုမှအိမ်ကောင်းရဲ့ဘက်ရှိဂုံးကမှုကိုဖျားကုံးမြေနေရာဟုသဘောပေါက်မှတ်ယူလိုက်ကြပါသည် နောက်တစ်ပတ်တုန်းကတော့အဖြစ်အပျက်တစ်ခုမှမိုးဥကြကာလချိန်တွင်ဖြစ်ပါသည်ကျွန်ုပ်ဖခင်မှာမနက်စောစောတွင်ရင်းနှွေးချမ်းတောက်၍အစာပြေထမင်းချမ်းစားပြီးလျှင်ဖျားကိုဘေးပဝန်းကျင်ရှိမြို့စဘာကျဲပြီးကားစပြိုကင်းများအားရေအခြေနေကြည့်ရန်သွားခဲ့ပါသည် ပြိုခင်များအနာသို့ရောက်သောအခါမျောလင့်မထားသောအရာတစ်ခုကိုမြင်တွေ့လိုက်ရပါသည်ပြိုခင်내တွင်နှစ်ပေခန့်ကျဲသောအဆင်းရကြီးတစ်ခုကိုမြင်တွေ့လိုက်ရခြင်းဖြစ်ပါသည်အဆင်းချောင်းထင်နေသောနေရာတွင်ပောက်ခါစားပြိုပင်ကလေးများပြိပြားကုန်ပါသည်အဆင်းချောင်းရကြီးမှာဖျားကုံအဆက်နာမှသည်ပြိုခင်အလုံးကိုကက်လန့်ဖြတ်၍သွားရာထောင်နာထီရောက်ပါသည်အဆင်းရကြီးမှာနှစ်ပေထုလောက်ကြီးသောအရာဝတ္ထုကိုပြိုခင်내သို့ဖြတ်၍တရွတ်တိုက်ဆွဲထားသောပုံစံတကယ်သို့ဖြစ်နေပါသည်အဆင်းချောင်းရတစ်လျှောက်ရှိပြိပြားသွားသောပြိုပင်များမှာပျက်စီးကုန်ပါသည်တို့ဖြင့် ထိုးချောင်းကိုအနီးပတ်ဝန်းကျင်ရှိမိတ်ဆွေများကို ပြောပြလိုက်ရာ ချောင်းတစ်ဖက်ကမ်းရှိကရင်တိုင်းသားအဖိုးအိုကြီးအဖိုးဒလမကျွန်ုပ်တို့မိသားစုအားအကြောင်းစုံကိုရှင်းပြပါသည် ပြိုးခင်းထဲတွင် ပြိုးပင်များပြိလဲ၍အစင်ထင်နေသောအရာမှာကျွန်ုပ်တို့အိမ်ကောင်းရင်ရှိဖျားကုန်းမှချောင်းတစ်ဖက်ကမ်းရှိအခြားဖျားကုန်းတစ်ခုစီသို့လပညာများတွင်ဖျားဆောင်မွေကြီးတကောင်ဖြတ်သွားဖြတ်လာပြုလုပ်လေရှိသည်ဖြင့်ထင်ကြံခဲ့သောမွေဘက်ရာဖြစ်ကြောင်းနှင့်တခါတရံအချို့သူများမှမွေဘက်ရာသာမကပဲအဆောက်မွေကြီးကိုအကောင်ထဲလိုက်မြင်တွေ့ရတဲ့ကြောင်းအဖိုးဒလမရှင်းပြပါသည်ပြိုးခင်းထဲတွင် င်ထင်ရှားခဲ့သောမွေပိုက်ရာမှာနှစ်ပေခန့်ရှိသဖြင့်အတော်ပင်ကြီးမားသောအရာမမွေကြီးတကောင်ပင်ဖြစ်ပါသည်။နှွေဥပောက်၏စဘာများရိတ်သိမ်းပြီးချိန်တွင်ကျွန်ုပ်တို့သားဖမှတခါတရံ ခွေးနှုံမဲကြီးကိုခေါ်၍လေထဲတွင်ကြွက်လိုက်တူပါသည်အချို့ထွက်ပြေးလွတ်မြောက်သွားသောကြွက်များမှာဖျားကုန်းမော်ရှိကနန်းတွင်းဟောင်းများတွင်တွင်ဝင်းအောင်၍ပုံနေတတ်ပါသည်ထို့သောကြွက်ဝင်သွားသောတွင်းများကိုတူးကြည့်လျက်ခဏကြာသောအခါကြွက်များကိုမတွေ့ရတော့ဘဲအဆိုပါတွင်းများထဲမှာမွေဟောက်အော်တန်များကိုတရွှေရွှေနဲ့ကြားရတတ်ပါသည်ထို့သောအတွေ့အကြုံများကြောင့်ကျွန်တို့မိသားစုမှာဖျားကုန်းမော်တွင်တူးခြင်းစွာခြင်းအပင်ဆိုင်ခြင်းများလုံးဝမပြုလုပ်တော့ပါထို့သောနေသည့်တိုင်အောင်တစ်ခါတည်းအန်လာပညာများတွင်အိမ်ရှိမြေပြင်ပေါ်သို့လူကြီးခြေသလုံးရွယ် ကန့်ရှိငန်းတော်ကြားမွေကြီးတကောင်ရောက်လာပြီးလူလိမ့်ဆော့ကစားနေတတ်ပါသည်ထိုအခြေအရကိုမြင်လျင်ကျွန်ုပ်ခွေးနှုတ်မဲကြီးမှာဖက်နှက်ချို့မှာအိမ်ရှိသူပြေးစင်းသွားပြီးငန်းတော်ကြားမွေကိုကိုက်မိခံပြူ၍လိုက်ဟောင်ပါသည်သို့တော့ငန်းတော်ကြားမွေကြီးမှာနှုတ်မဲကြီးကိုဘာမှပြန်မလုပ်ဘဲမိမိဘာသာပြေးလွှားလူလိမ့်ဆော့ကစားနေပါသည်မွေကြီးမှာဆော့ကစား၍ဝါသွားလျင်ဖျားကုန်းမွေကြီးကိုကိုပင်ကြီးအောက်ဖက်စီသို့ပြန်လည်ဝင်ရောက်ပြောက်ကွယ်သွားလေရှိပါသည်နောက်ပိုင်းတွင်လပညာများ၌နှုတ်မဲဟောင်သံမကြသည့်ဖြင့်ပဒင်းပေါက်မှအိမ်ရှိမ ြေပြင်ပေါ်သို့ခြောက်ကြည့်လျက်အလွန်ထူးဆန်းစွာပင်နှုတ်မဲကြီးမှငန်းတော်ကြောင့်မွေကြီးကိုမဟောင်တော့သည့်အပြင်အပြန်အလှန်နောက်ပြောင်ဆော့ကစားနေသည်ကိုအော်အော်ပွဲမြင်တွေ့ရပါသည် လက်ပညာများတိုင်းလိုလိုပင်တွေ့မြင်နေကြဖြစ်သဖြင့်ရင်းနှုံးဦးအတိမိတ်ဆွေဖြစ်သွားကြခြင်းပင်ဖြစ်လိမ့်မည်ဟုကျွန်ုပ်တို့မိသားစုကလက်ခံယုံကြည်ခဲ့ပါသည်အကယ်၍အချို့သောလက်ပညာများတွင်မွေသူတော်ကြီးရောက်မလာခဲ့လျင်ကိုလုံးကောင်းတဲ့မမြင်ရသောပရလောကသားတဦးရောက်လာပြီးဖနှက်ချွတ်တွင်အိတ်နေသောကျွန်ုပ်တို့၏ခွင်းနှုံမဲကြီးကိုလာရောက်စတ်နောက်ခုံ၍စော်ကစားလေရှိပါသည် နှုတ်မဲကြီးမှာပရလောကသားရောက်လာသည်နှင့်တပြိုင်နက်အိတ်နေရာမှချက်ချင်းထားပြီးအိမ်ရှိအပြင်ဘက်သို့ခုံပြေးဆင်းသွားကအဆက်မပြတ်လိုက်ဟောင်းပါသည်။မမြင်ရသောပရလောကသားမှာလက်နှစ်ကွက်လောက်ကျော်ထိနှုတ်မဲကြီးကိုပြေးလွှားခေါ်ဆောင်သွားပါသည်။နှုတ်မဲကြီးကလည်းထက်ချက်မကွာနောက်မှလိုက်၍ဟောင်းပါသည်။ ထို့နောက်ပရလောကသားကနှုတ်မဲကြီးကိုပြန်လိုက်သဖြင့်နှုတ်မဲမှာကြောက်လန့်ပြီးနောက်သို့အဆက်မပြတ်လှဲ့ဟောင်းကအိမ်ဘက်စီသို့ပြန်ပြေးလာပါသည်ထို့အခြေအနေကိုဗရစ်ပေါက်မှချောင်းကြည့်နေသောကျွန်ုပ်တို့မောင်နှမမှာပရလောကသားကိုမမြင်ရတော့လဲနှုတ်မဲကြီးအပြင်ပြေးထွက်သွား၍ဟောင်းလိုက်နောက်လဲဟောင်း၍အိမ်ထဲသို့ပြန်ပြေးဝင်လာလိုက်အချိန်ချင်းပြုတ်လုံနေသောအမူအရာကိုကြည့်၍နှုတ်မဲကြီးတဦးတယောက်နဲ့ဆော့ကစားနေသည်ဟုကောင်းစွာသဘောပေါက်ပါသည်ဤသို့နှုတ်မဲကြီးနှင့်ပရလောကသားတဦးတို့အပြန်အလှန်လိုက်တန်းပြေးတန်းဆော့ ော်ကစားနေသည်မှာလပညာရေးတကောင်ရန်ချိန်မှသည်အာယုန်တက်မိုးလင်းကန်သည့်အချိန်ထိပင်ကြာပါသည်သို့တော်လည်းပြတ်လောကသားမှာနှုတ်မဲကြီးကိုဘေးဥပ္ပတ်တစုံတရာများမပြုတ်လောက်ပါချေမိုးလင်းသောအခါနှုတ်မဲမှာဟောင်းရလုံးသဖြင့်အတန်များပင်ဝင်နေတတ်ပါသည်အေးပြတ်သဖြင့်လည်းမနက်မိုးလင်းစင်သည့်အထိအိပ်ရာမှမထသေးပဲခွေလျက်သားဆက်အိတ်နေလေးရှိပါသည်မခံမရနိုင်အောင်အစာစာမှသာအိပ်ရာမှထလာ၍အစာလာတောင်းတတ်ပါသည်ကျွန်ုပ်တို့မိသားစုမှာဖျားကုန်းနီးတွင်အိမ်ဆောက်၍နေထိုင်လာခဲ့သည်မှာနှစ်နှစ်ပင်ကျော် ော်လာခဲ့ပါသည်ထိုချိန်ဤတိုင်အောင်ပင်ဖျားကုန်းဤတွင်ထိုဖျားကုန်းနှင့်ပတ်သက်သောထူးဆန်းမှုများကိုတခါတရံကြုံတွေ့နေရမြဲသာဖြစ်ပါသည်တခုသောနှစ်ဤနှွေဦးကာလအချိန်တွင် ဖြစ်ပါသည်ထိုအချိန်တွင်တိတုတို့မိသားစုမှာမိုးစွားများရိပ်သိမ်းပြီးတလင်းကိုင်းပြီးသောအချိန်ကာလဖြစ်ပါသည်သို့ဖြစ်၍စပားရောက်ရသောငွေများလက်ထဲတွင်ရှိနေသဖြင့်ငွေရွှေနေသောအချိန်လည်းဖြစ်ပါသည် အလုအလတ်သောအချိန်လေးဖြစ်နေပါသဖြင့်မူလနေရဖြစ်သောထိတ်တပင်ကြေးရွာရှိဆွေမျိုးများစီတို့အလဲပတ်သွားရန်ဆုံးဖြတ်ခဲ့ပါသည်မိသားစုလည်းခီးသွားမီဖြစ်သဖြင့်ရွာထဲရှိအသည့်မိတ်ဆွေတို့ကိုစန္နတဲလက်ဆောင်ပေး၍ကျွန်တို့အိမ်သို့ညအိပ်၍စောင့်ပေးရန်မှာထားခဲ့ပြီးနှွားလည်းဖြင့်အလဲပတ်ခီးစဉ်ကိုနှင်ခဲ့ပါတော့သည်သူဖြစ်ကျွန်တို့မိသားစုမှာဆွေမျိုးများနဲ့အသည့်မိတ်ဆွေများအိမ်တို့လှည့်လည်တော်လာလဲပတ်နေခဲ့ရာ၅ရက်တမ်းမြပြင်ကြားခဲ့ပြီးဖြစ်ပါသည် ထို့ကြောင့်အိမ်မြန်ခီးကိုပြန်လည်စတင်ခဲ့ပါတော့သည်ကျွန်ုပ်တို့မိသားစုမှာညနေ6နာရီခန့်တွင်အိမ်ကိုပြန်ရောက်ခဲ့ပါသည်ထို့သောခီးစားထက်စဉ်ကအိမ်ဆောင်ပေးရန်ထားခဲ့သူများကိုတယောက်မှမတွေ့ရဘဲအိမ်မှာတိတ်ဆိတ်နေပါသည်အိမ်ပြန်ရောက်ချိန်မှာလည်းနေနေ၍မိုးချုပ်စပြုတ်နေပြီဖြစ်၍ရွာထဲရှိအိမ်ဆောင်ပေးရန်မှာထားခဲ့သူများကိုအကျိုးအကြောင်းသွား၍မမေ့ဖြစ်တော့ပါ တို့ဖြင့်မနက်မိုးလင်းသောအခါအိမ်ကိုညအိတ်ဆောင်မယံဂရိထားခဲ့သောမိတ်ဆွေမှာကျွန်တို့တို့အိမ်သို့ရောက်လာခဲ့ပါသည်ထို့နောက်ခီးသွဲရဲ့ပြည်သည့်အိမ်ကိုညအိတ်ဆောင်မပေးနိုင်ခဲ့သည့်အတွက်စိတ်မကောင်းဖြစ်မိကြောင်းအရေးကြီးသောပစ္စည်းပစ္စည်းအများကိုသူ၏အိမ်သို့ယူဆောင်၍တင်စီထားပါကြောင်းယခုကဲ့သို့ခီးရဲ့ပြည်သည့်အိမ်ကိုညအိတ်ဆောင်မပေးနိုင်ခဲ့ခြင်းမှာလည်းညအိတ်ချိန်တွင်အိမ်ထဲတွင်အချောက်လန့်ခံရ၏ဖြစ်ကြောင်းရှင်းပြပါသည် အံ့ဩစရာပင်ဖြစ်ပါသည်ကျွန်ုပ်တို့မိသားစုယခုအရာတွေနေထိုင်လာခဲ့ဒီမှာအတော်ပင်ကြာမြင့်ခဲ့ပါပြီအချောက်လန့်ဟူ၍ထွေထွေထူးထူးမကြုံတွေ့ရဘူးသေးပါအင်းဆောင်ပေးခဲ့သူဤပြောပြချက်အရာညအချိန်၌အင်းအောက်ထဲတွင်မွေးတွန်သံများကိုကြားပြီးနောက်တအိမ်လုံးတွတ်တွတ်ခေါင်းလှုပ်ရမ်းနေခဲ့ကြောင်းထို့ကြောင့်ငလင်လုတ်သည်ထင်၍အိမ်ပေါ်မှအင်းအောက်သို့ဆင်းကြည့်ခဲ့ကြောင်းငလင်လုတ်ခြင်းလုံးဝမဟုတ်ဘဲအိမ်တစ်လုံးထဲသာတည်တံ့လှုပ်နေခြင်းဖြစ်၍ကြောက်လန့်ပြီးရွာထဲသို့ညတွင်ချင်းပြန်ပြေးခဲ့ရကြောင်းပြော ောပြပါသည်ကျွန်ုပ်တို့မိသားစုမှာမူအိမ်ဆောင်ပေးသူကြီးပြောပြချက်ကိုယုံရခက်မယုံရခက်ဖြစ်နေခဲ့ပါသည်တို့ဖြင့်အလဲဘက်ခီးမှပြောင်းလာခဲ့ပြီးတက်လာခံကြာနေ့တနေ့ဤနေကင်းကြောင်တော်ချင်းတွင်အိမ်နောက်ဖေးဘက်ရှိကြက်ချန်ထဲမှဝက်ကြမကြီးတကောင်မှအမတ်တမဲ့အိမ်မော်တို့တက်လာပြီးထုတ်တန်းမော်တို့ခုန်တက်လိုက်ပါသည်ထို့နောက်ကြက်မကြီးမှအနောက်ရက်တို့လှဲ့ကထူးဆန်းစွာဖြင့်ကြက်ဖခဲ့သူသုံးငိမ့်သုံးကတော်မာတော့သည် ထို့သို့တူပီးသည်နှင့်တပြိုင်နက်တိန်လုံးတက်သွက်ခါအောင် တုံလှုပ်ပါတော့သည် ထိုအခါကျွန်ုပ်ဖခင်မှာငလင်လှုပ်သည်ထင်၍အိမ်အောက်သို့ဆင်းကြည့်ရာမြေကြီးမှာလုံးဝမလှုပ်ပါပဝဲကျင်ရှိသစ်ပင်များနဲ့အိမ်ရှိရှိရေစီထဲမှာရေမျက်နှာပြင်ကိုအကဲခတ်ကြည့်ရတယ်လဲဘာမှအထူးထူးခြားခြားမရှိပါအိမ်တစ်လုံးထဲသာကွက်၍လှုပ်ခါနေခြင်းဖြစ်ကြောင်းအံ့ဩဖွယ်ကောင်းစွာမြင်တွေ့ရပါတော့သည်အိမ်တိန်လုံးလှုပ်ခါနေခြင်းမှာ10မိနစ်ခန့်ပင်ကြာပါသည်ထို့ကြောင့်ဖခင်ကျောင်းဝန်ရှိညောင်ရဲအိုးများနဲ့ဖခင်တောက်တော်ကွက်များပင်ပြုတ်ကြကုန်ပါသည် ထိုအခါမှာအိမ်ဆောင်ပေးခဲ့သူမိတ်ဆွေကြီးပြောပြချက်များမှာအမှန်တကယ်ပင်ဖြစ်ကြောင်းသိလိုက်ရပါတော့သည် ကျွန်ုပ်ဖခင်မှာထိုကိစ္စကိုအိမ်မရမတန့်ရှင်းမှုကြောင့်ဖြစ်ရသည်ဟုယူဆပါသည် ထို့ကြောင့်အလွန်တရာမှတိတ်ခါတမာတိပြည်သောအင်္ဂဝိဇ္ဇာဘေဒင်ဆရာကြီးတို့ဟာအိမ်တို့ပင့်ဖိ၍အကျိုးကြောင့်ပြောပြကာတွက်ချက်ကြည့်ကြပါသည်ထို့အခါဘေဒင်ဆရာထံမှထူးဆန်း၍အောဝယ်ကောင်းသောအဖြေစကားကိုကြားရပါတော့သည်ကျွန်တို့တို့အိမ်ဆောက်ထားသောမြေနေရာမှာဖရာကုန်းတိုက်တစ်ခုဖြစ်ကြောင်းထိုဖရာတိုက်ဝါတွင်အီယာမမွေးကြီးတစ်ကောင်နှင့်ကြောက်ဘလူးတစ်ကောင်တို့စောင့်ကြနေကြကြောင်းယခုကဲ့သို့အိမ်ကိုလှုပ်ခါ၍ခြောက်လှန်ခြင်းမှာလဲ အိမ်ဆောက်ထားသောနန္ဒမိတ်မှာဖះတိုက်ကိုစောင့်သောကြောက်ဘလူးနေထိုင်ရာနန္ဒမိတ်နှင့်မလွတ်သောကြောင့်လွတ်အောင်ရွှေ့ပေးရန်၆လန့်၍အတိပေးခြင်းဖြစ်ကြောင်း အကယ်၍အင်ကိုမရှိလို့လင်းရင်းကြောက်ဘလူးရုပ်ကိုပွဲ38ပွဲတင်၍တူးထုတ်ပြနေတဲ့အကြောင်းဗီဒင်ဆရာကြီးမှရှင်းပြပါသည်။သို့တော်လည်းကျွန်ုပ်တို့မိသားစုမှာကြောက်တတ်လျင်ဘေးကင်းသည်ဟုယူဆကာအင်ကိုနေရာရွှေ့ပြောင်း၍ဆောက်ပေးလိုက်ပါသည်။ထို့သောအင်ကိုရွှေ့ဆောက်ပေးလိုက်သည့်နေ့မှစ၍ယခုတိုင်ကြောက်ဘလူးဆောင်သောဖျားကုံတိုင်းနှင့်ပတ်သက်၍ထူးခြားမှုများနှင့်ခြောက်လှန့်မှုများကိုကျွန်ုပ်တို့မိသားစုတစ်ကြိမ်တစ်ခါမျှပင်မကြုံတွေ့ကြရတော့ပါချေ။ ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။